မင်္ဂလာပါ Universal Trading Channel လေးကနေပြန်လည်းကြိုဆိုလိုက်ပါရစေကျွန်တော်နာမည်ကန္တာပါ Crypto Sector Update လေးတစ်ချက်တော့လုပ်ပေးသွားမှာဖြစ်ပါတယ် Cover လုပ်ပေးသွားမယ်ဒီ Crypto တွေကတော့ကျွန်တော်ဒီ Bitcoin လုပ်သွားပေးမယ် Ethereum လုပ်သွားပေးမယ်ထုံးစံ right ဆို Lana XRP အာ Doge Doge ကလည်းအချင်းပြအဲ့လိုကြီးတင်မလို့ဆိုပတ် Yeah အချင်းရလို့ဆိုကျွန်တော် Binance သွားမယ် Okay ကြောက်ကြည့်လိုက်အောင်ကြာမလားတက်မလားဆိုအဲ Bitcoin ကနေစမယ် So Bitcoin အရောက်နေလဲ ခုဒီမှာဒီနေ့ပေါက်ဈေးက16100မနေ့ကတက်သွားတယ်ဒီနေ့ပေါက်ဈေးက16100မနေ့ကပြန်ပြီးတော့ point 4.28%ပြန်တက်တယ်မနေ့ကတက်တယ်မနေ့နေ့ကကျတယ် negative 2.37%ကျတယ်ကျွန်တော်ဒီ um 50 day average move. Yeah, I'm like, yeah, we are, we are, yeah, yeah. the my 50 day average move or average got the simple average got go down way. Go down, don't know. Go down, go down, don't know. Go yeah. Okay, yeah. 200 day at near. You know, the 200 the Bjorn Arab, yeah. The Bitcoin at the near day average. I'll go around the McCall. Bob Bjorn. ကျွန်တော်အနေမှာတော့ဒါအဆင်ပြေတယ်မစိုးနည်းနည်းလေးဆက်တောင်းပါဗျာ right မသိဘူးဘယ်သူမှမသိဘူးဒါပေမဲ့အခုဒီ200 day average ကိုတော့ respect လုပ်ထားတယ်ကျွန်တော်ဒါအခုမြင်နေရ right အခုမြင်နေရအခုမြင်နေရပါလဲဆိုအခုမြင်နေရဒီမှာ big one program မဖြစ်နေသေးဘူး program မပြီးသေးဘူးဆိုလိုချင်တာအဲ့ဒါ okay all right ဒါပြီးတော့ daily ကြည့်နေ right daily ကြည့်နေ hourly ကြည့်နေလားမဟုတ်25နဲ့ကြည့်နေလားမဟုတ် daily ကြည့်နေ okay so, cool, Nisa ဆိုပြီးတော့နောက်တစ်ခုက nessa နေစပြီးတော့ခဏ trigger level hana, g -g, hana, no? Man, nisa January 2ရက် January 2ရက် basically January 2ရက်နေ့ကနေစပြီး trigger level က ကျွန်တော်ဒီ Bitcoin ရဲ့ level 9000 9000ပါ right 9000 9000 9000တရာ95အဲ့ဒါနှစ်စာကလေးကနေစပြီး2025 January နှစ်ရက်နေ့ကနေကလေးကနေစ trade ခဲ့ရလာပေါ့ so basically အဲ့ level ကပြုတ်သွားပြီ right so ဒီအရင်က အရင်ကြည့်အောင် right ဒါအရင်ကတစ်နှစ်လုံး trade ခဲ့တဲ့ level အရင်ကတစ်နှစ်လုံး trade trade ခဲ့တဲ့ level က6000တော့ပြောလို့မရအဲ့အဲ့ level လည်းပြန်သွားကြရင်တော့သွားနိုင်မယ်ဘာလို့လဲဆိုအခုဒီတစ်နှစ်လုံး trade ခဲ့တဲ့ medium like bean app like volume အများဆုံး level ကပျောက်သွားပြီဆိုတော့ Jordan ကတော့ maybe 6000 level ခဏ6000 level မှာခဏသွားပြီးတော့ retest မှာဘာညာ quick ကော right again ကျွန်တော်ထင်တာပဲ right doesn't matter ကျွန်တော်ထင်တာဘာမှအရေးမကြီးဘူး right ကိုကိုကိုပြောကြစဉ်းစားကြပြီးတော့ range က range ကဘယ်လောက်ရှိလဲဒီအခု movement เนี่ยဒီနေ့က day မပြီးသေးဘူးဆိုတော့မပိတ်သေးဘူးဗျာအခု low zero မနေ့ကမနေ့ကဟာပဲခါကြည့်မနေ့က half negative uh, sorry negative ဟုတ် positive လေးတသမာ28ရာခိုင်နှုန်းအပေါ်တက်တယ်။ကာဘာဖြစ်သွားတော့ basically right ပြောချင်တာအဲ့ဒါပါ။ အဘူရန်လာဘဲရန်လာမသိဘူးဒီခုကျွန်တော်ကျွန်တော်ဒီလိုနေရာမျိုးမှာအဲနဲ့သိစိတ်မဝင်စားဘူး right ကျွန်တော်အဲ့လိုမျိုးသေးသေးချာဘူရန်ဆိုလည်းအဲ့လိုပဲကျွန်တော်သေးသေးချာချာဘူရန်ပြပြမှကျွန်တော်ဝင်မှာအဲ့ဒါဒါအဲ့ again ဒါကျွန်တော်ကျွန်တော်ရဲ့ trading စာပုံစံမျိုး right ပြီးတော့နောက်တစ်ခု right ဆိုဆိုလာနာပြန်အဲ Ethereum right Ethereum Ethereum ဒီမှာဒါပြီးတော့ကျွန်တော်အခုတင်တာ ကျွန်တော်ခုကြည့်ရ Bitcoin price go ကိုကြည့်ထားတယ်ဒါပေမဲ့ Bitcoin futures look လို့ပြောတယ်ဗျာဒါပေမဲ့ Bitcoin price ကို track လုပ်တယ် as a အဲ့ဒါအတူတူပဲ right Bitcoin futures look လို့သာပြောတယ်ဒါပေမဲ့အတူတူပဲဒါပဲဒါဒါ same thing right ကျွန်တော် futures trade လို့အဲ့ဒါကို like futures ဘာဖြစ်တာ spot price basically right okay There ကြည့်ရအောင်နောက်တစ်ခု Ethereum Ethereum ကညစာမှာ trade ခဲ့လောက်2000 2000နဲ့2600 2688အရင်နှစ်တစ်နှစ်လောက် trade ခဲ့တဲ့ level က3331တကယ် bear run လားဆိုကျွန်တော်နေမှာ Ethereum ကတော့ bear run right ကြိုက်စုထားခြင်းနဲ့ဘာညာ quick ကဘဝ bear bear run ဆိုလို့ကျွန်တော်ဝယ်ဖို့မစင်စားနေတော့ဟုတ်အဲ့ဒါတော့စကားဖြစ်ပြောတာပါ right စကားဖြစ်ပြောတာပါဒါပေမဲ့ bear run မှာက price တွေကဈေးတွေကကျနေစကားတကတကကျအောင်မှာပဲကျွန်တော်အမြင်မှာတော့အဲ့လိုပုံစံမျိုးပေါ့သိရမလား right bull run ဆိုလည်းလိုပဲတဈေးရတက်နေတကတကတက်နေအောင်မှာပဲ right ဆိုတော့ okay ဒါ ethereum လောက်ပေါ့ ethereum လောက်ပါမနေ့ကမှ ethereum ဘလောက်တက်လဲ6.3 uh 6.51%အခုအဲ့လိုမျိုးသိရမလားဝယ်ပြီးအကြအီးစုတာခြင်းတယ်ဆိုလို့ကျွန်တော်အဲ့လိုမျိုး ဒီ average out ရောက်သွားမှနည်းနည်းစုထားအဲ့လို again just saying right အဲ့လိုမစုထားခြင်းလဲဆိုတော့ကျွန်တော်နေမှာစုထားမယ်ဆိုလို့ကျွန်တော်ဘာလို့အကြာကြီးအနည်း90စုထားမယ်ဈေးခြင်းလဲဆိုလို့ကျွန်တော်ဘာလို့ like momentum play တွေလုပ်ပါလဲ right ဆင်းစား I mean ကျွန်တော်တို့ right like ကျုပ်တို့ခုကိုအဲ့လိုမျိုးဒီရွှေဘားတို့ခုအဲ့လိုမျိုးအကြာကြီးတင်းထားတယ်ဆိုလို့ရှင် ရွှေဈေးကျနေတဲ့အချိန်မှာဝယ်ထားမှာပေါ့ right common sense ဒါပေမဲ့ဒီ trading နဲ့ပုံစံမျိုးကကြတော့ momentum နဲ့ mean reversion play တွေရှိရမျိုးစုံရှိတယ်အဲ့ဒါကိုသေချာ research လုပ်ကြပါနည်းနည်းသိကျင်တယ်ဆိုအောက်မှာမေးကြပါကျွန်နည်းနည်းရှင်းပြပေးပါမယ် um အခု okay ဆို level ရပါလဲနော်အရင်နှစ်ပြီးတော့50 day 50 day က2460 2446 200 day က ကျွန်တော်2855ကျွန်တော်50 day ဒီ200 day ကိုလုံးဝ clearly break ပါပြီဗျ right ပြီးတော့ဒီကျွန်တော်ဒီဒီတစ်နှစ်လုံးရဲ့ level လဲ break တာမြင်ရအဲ့ဒါ confirm like confirmation နောက်တစ်ခုပေါ့ဆိုတော့ကျွန်တော်မြင်မှာတော့ဒီ ethereum ကတကယ်တကယ် bear run တဲ့ကိုတွားနေပြီပေါ့နော် bear run နဲ့တွားနေပြီတော့ bear run နဲ့မှာရောက်နေပြီဘယ်လိုပုံစံမျိုး okay all right ဆိုတော့နောက်တစ်ခုတွားမယ် XRP XRP US dollar Bitstamp ka khana ji ma no da futures ma ho that, I believe is a spot mm this is a pair ba a pair ba ho ba spot la ma ho okay so jo thot ji ji ya ma khu di okay so money ya range ka money 11% 11.32% a money tani ya negative 2.29% ja ဆိုတော့ basically မနေ့ကမှပြန်ကပါပြတ်သွားတာပေါ့မဆိုးပါဘူးကျွန်တော်နည်းနည်းစိတ်ဝင်စားတယ် XRP ကတော့ XRP ကတော့နည်းနည်းစိတ်ဝင်စားတယ် cuz it's it's all right i'm volatile volatile like volatile အရင်ဖြစ်တယ်ဗျာဒါအဲ့ဒါလေးတစ်ခုပဲကျွန်တော်ဆို manipulation က price manipulation ကအရင်ဟောဖြစ်တယ်အဲ့ဒါလေးတစ်ခုပဲမြင်ရလားမြင်ရလား okay so ကျွန်တော် XRP မှာ50 simple day average ကကျွန်တော် 2. other day average က2.45802ပြီးရလို့ရှင်200 day က1.69822ကြောအရင်ဗီဒီယိုလုတ်တဲ့အချိန်မှာဟိုကနည်းနည်း price တဲ့မသိမှုပဲဖြစ်မှာဗျာကျွန်တော်ဒီနေ့ဆိုတော့ဒီနေ့ average ကိုယူရတာလို့ပုံစံမျိုး right okay so the XRP ရဲ့ဒီတစ်နှစ်လုံးစား trade ခဲ့တဲ့ level January လာဇန်းနေ့ကျွန်တော်ခုဒီ March လ16ရက်နေ့ဒီစား trade ခဲ့တဲ့ level က2.9 2.43အဲ့ဒီပါ2.43 2.43817အဲ့ဒါကျွန်တော်ဒီကျန်ရီလာဇန်ကလေးကနေစစစခေါ်ရစခေါ်ခဲ့တဲ့ဈေးအများဆုံး trade ခဲ့တဲ့ဈေးပဲအများဆုံးဘယ်ဈေးကအများဆုံး trade ခဲ့လဲဆိုကျွန်တော်ဒီဘေးနားမှာ histogram ကြီးမြင်ရတယ်ပဲ histogram ကြီးအများဆုံးသူ့အများဆုံး sideways အာ histogram ကြီးမြင်ရတယ်ပဲအဲ histogram မှာကျွန်တော်ဒီအများဆုံး trade ခဲ့တဲ့ volume အများဆုံး trade ခဲ့တဲ့ဈေး level ပေါ့ right not ပြောချင်တာကတော့အဲ့ဒါပါပဲပြီးတော့နောက်တစ်ခုကဟွအရင်ကတော့ဈေးအများအများဆုံး trade ခဲ့တဲ့ level တော့ of course 0.59394 right okay all right so XRP ကကျွန်ပါကြည့်ကျင်လဲဆိုတော့ okay fine 20 200 day of respect အရေးကြီးဆုံးကျွန်ဒီအောက်က level အရင်ကတနည်းလုံး trade trade ခဲ့ level တော့ကျွန်မကြည့်တော့ XRP ကို maybe like okay like 200 day of break ပြောတာလို့ကျွန်တော်ကျွန်ကြည့်ကြည့်ကြည့်မယ်ဒါပေမဲ့အခု low လောက်ဆိုစောင့်ကြည့်နေတာကတော့ကျွန်တော်အမြင်မှာကျွန်တော်ဒီ200 day ကိုကြည့်နေတယ်200 day of break လို့မျိုးဒီ um respect ပြမှာ right 200 day အပေါ်နေဈေးခေါ်တာမြင်ချင်တယ် okay ဈေးစား200 day အပေါ်မှာပဲ နည်းနည်းစကားစကားခေါ်တယ်ဒါမှမဟုတ်လေ right turn the day ပေါ်မှာပဲစကားစကားခေါ်နေတယ် right တပီ50 day average ပေါ်မှာလည်းဈေးရစခေါ်နေတယ်ဆိုလို့ကျွန်တော်ကျွန်တော်မြင်မှာတော့အဲ့ဒါအဆင်ပြေရကျွန်တော်ဝယ်သိပြီ right trade them ပေါ့ basically trigger trigger ပေးလိုက်တာပေါ့ right one of the confirmation အကောလုံးမဟုတ်အဲ့ဒါတခုတည်းနဲ့အဲ့လိုအဲ့လိုတခုတည်းနဲ့မကြည့်ပြီးမဝင်ပါနဲ့ဒီကိစ္စကြ research တော့ပါ ကိုစားတော့ကိုသေးသေးရှာရှာပြီးဆိုတော့ပါ confirm like confirmation ကိုပြောနေမှာဟို trigger trade trigger entry trigger อ่ะတခုပဲရှိလို့ရှင် of course ဝင်ရအရင်လွယ်တယ် sample like trade ရတော့လည်းမရမှာဒါပေမဲ့ကို full ကို full ဆိုတာကို laser ရတာလည်းလွယ်တယ်အလို setup တွေอ่ะအဲ့လိုမျိုး one entry trigger trade အဲ့လို entry တွေอ่ะ laser ရတာအရင်လွယ်တယ် right ကျွန်တော်လည်းလွှဲစားရင်လွှဲခင်ဗျားတို့မှလည်းအဲ့လိုမျိုး trigger ပြီးတော့သူ့ရဲ့ vice versa ခင်ဗျားတို့ဒီ entry trigger တွေအများကြီးအခု100လောက်ရှိလို့ရှင်ဘယ်လိုလုပ်မလဲအဲ့ဒါကြာပြောတော့မမရဘူးကျွန်တော်ကမင်းအဲ့ဒါ curve like အဲ့အဲ့လိုမျိုးအခု100 parameter 100ရှိလို့ရှင်အဲ့လိုမျိုးဒီခင်ဗျားတို့ရဲ့ entry trigger က parameter 100 let's say 100ခုပဲထားပါ100ခု55ခုအခု20အခု100 အဲ့ဒါဆိုလို့ကျင်ခင်ဗျားတို့အဲ့ဆက်တော့အကြာအဲ့ထိုင်ဆောင်နေရမယ် right အကြာအကြာကြာကြာစိုက်နှစ်မှတစ်ခါပဲ trade တာဖြစ်တယ်မသိဘူး I don't know I don't know okay right ဘာစံဘလို့မျိုးသုံးလဲ like စိုက်နှစ်မှတစ်ခါဆိုကျွန်တော်နေမှာတော့ like စိုက်နှစ်မှတစ်ခါဆိုတန်ပေါ်ဆိုင်တာမရှိတော့ဘူးလေ right test test လုပ်လို့မရတော့အဲ့လိုပါကြတော့ right အဲ့လိုဟာမျိုးကကြာ test လုပ်လို့မရတော့ဆိုတော့မသိဘူးအဲ့ဒါကခင်ဗျားတို့ပါခင်ဗျားတို့အဲ့ဒါ I don't know ျွန်တော်ကတော့အဲ့လိုမျိုးဒီအသေးသေးချာချာ test လုပ်လို့ရတယ် sample size လည်းကျွန်တော်ကျွန်တော်ရှိမှာ sample size သေးသေးချာချာများလေကောင်းလေ right law of large number ဆိုတော့ကျွန်တော်ကြည့်ကြည့်ပါအဲ့လိုမျိုးဒီ test လုပ်တယ် sample size များလေကောင်းလေကိုယ့်ရ true population ငဲ့ statistics ပေါ့ descriptive statistics ပုံစံမျိုးလိုမျိုးမြင်ရတယ်ဗျ right okay နောက်တစ်ခုသွားမယ်အာ XRP ်ဤစားပြီးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဇိုလာနာခဏကြည့်ကြည့်အောင်ဇိုလာနာအခြေအနေကဘယ်လောက်ရှိလဲမသိဘူး coinbase solana ကခုဒီ50 period က165အဲ165 59 59 200 day က200 simple average ကကျွန်တော်ဒီ183.5 တစ်တော့ဒီနှစ်လာဇန်ကနေစပြီးတော့ trigger level အများဆုံး trigger level 145ဒသမ4ခွန်းအရင်နှစ်တစ်နှစ်လုံး trigger level 143ဒသမ395မဆိုးဆိုလာလေးမဆိုး um စိတ်ဝင်စားပါတယ်ဒါမှတခုပဲရှိတာဒီကျွန်တော်ဒီ um ဒီကောင်ကြီးက 50 day average ကကျွန်တော်ဒီ200 day average အောက်ကိုရောက်သွားတော့ဗျာနည်းနည်းလေးစိတ်တော့ဝင်စားတယ်ဘလို့လာမလဲတစ်ချက်တော့စောင့်ကြည့်အောင်မယ်စောင့်ကြည့်ကျင်သေးတယ်စောင့်ကြည့်ကျင်သေးတယ်စောင့်ကြည့်ကျင်သေးတယ် okay all right so ပြီးတော့မနေ့ကလောက်ခဲ့တဲ့ trade ခဲ့တဲ့ range ကမနေ့ကကြည့်ပဲ8% right shit ရကိုင်းတော့တရက်ထဲမှာ ਨੇ တတ်တာပြီးတော့နေ့တနေ့က negative 2.14 yeah crypto ရဒီလိုပဲလာမှာပဲ right doge လျှောက်တော့ကြည့်ကြည့်မယ်음တို့ကိုခွင်ပေးစက်ကြည့်အိုးတို့ကတော့ point one seven four seven two. Eesh. ဒီဒီနှစ်အခုဆိုလို့ရှိရင် Doge ကသူ့ရဲ့ဒီနှစ်တစ်နှစ်လုံးအများဆုံး trade ခဲ့တဲ့ level test နေရယ်ဗျ။အများဆုံး trade ခဲ့တဲ့ level test နေရယ်။ Interesting စိတ်ဝင်စားရယ်။စိတ်ဝင်စားရယ်ဘယ်လိုလာမလဲမသိဘူး။ Right အာအရင်နှစ်ကအများဆုံး2024ရဲ့အများဆုံး trade ခဲ့တဲ့ level 0.16066 ကျွန်တော်တို့ရဲ့50 day อ่ะ50 day อ่ะကျွန်တော်20.22677ကျွန်တော်ဒီ200 day อ่ะ2.25024 so interesting စိတ်ဝင်စားပါတယ်စိတ်ဝင်စားပါတယ်အဲပတ်စံမရှိရတော့သူစိတ်တော့စိတ်ဝင်စားတယ်ပတ်စံလည်းမရှိရတော့ခုပဲ uh negative the minute နေ့อ่ะ this is 3.10% negative, right? Negative. Revaluation 6.01%ပြန်တက်တယ်။မဆိုးဘူး။ဒါပေမဲ့ So, I again သူ့ရဲ့ issue Fifty day okay. I ကျွန်တော်ဒီ200 day I'll အောက်ကြပါလို့ရှင်ကျွန်တော်တိတ်တိတ်မကြိုက်ပါဘူး right I'm သူ့ရဲ့ပုံစံအောင်တိတ်မကြိုက်ဘူး right it. Okay. So ဒါကတော့ Doge ပြီးတော့ Binance ဆောင်းမယ်။ Binance မမြန်လေးမမြန်လေးလောက်ကြည့်လိုက်နော်မမြန်လေးလောက်ကြည့်လိုက်မမြန်လေးလောက်လောက်ပြီးပါဟုတ်ဟာဘီအန်ဘီလာကျွန်တော် Binance ကိုကျွန်တော်သိမ trade ဆိုတော့ခွင်ခွင်လောပါ Okay Binance ကအခုဒီနေ့ပေါ့စီ628မနေ့ကဟိုဟို down မနေ့ကကျသွား negative 1.45% နေတနေ့ရတယ်ကြာဒါပေမဲ့အဲ့လောက်ကြီးမကြောက်လူကြတာပါလေ1.45% plus 0.59ဆို not even 2% maybe 2% right 2%မကြောက်ဆို let's just say 2%ကြောက်ပါတယ်ဗျဒါဒီနေ့ဒီနေ့က1.39%ပြန်တက်တယ်ဒါပေမဲ့ဒီနေ့မပြီးသေးဘူးဆိုကျွန်တော်မသိ right maybe ပြန်တက်ခြင်းပြန်တက်မပြန်တက်ခြင်းလည်းပြန်မတက်အဲ့တော့ ဇန်နဝါရီလတစ်လလုံး trade ခဲ့တဲ့ level အဲဒီနှစ်လာဇန်ကနေစပြီးတော့ trade ခဲ့ level 697 669.3 right ဆိုတော့ပြီးတော့ဒီအရင်နှစ်တစ်နှစ်လုံး trade ပြီးတော့ trade ခဲ့တဲ့ level က2024ခုနှစ်980.2ခုဒီ level နှစ်ခုကြာရောက်နေတယ် interesting right interesting အဲဆဲဝင်စားဖို့ကောင်းပါတယ်အခုချိန်နည်းနည်းလေးစောင့်ကြည့်နေသင့်ပါတယ် right ဒီ especially short term trader တွေအတွက်ကနည်းနည်းစောင့်ကြည့်နေသင့်ပါတယ်ဘာလို့လဲဆိုဒီ cross ကဒါတကယ်ပဲ cross တာလားဒါဒါမှမဟုတ် fake တာလားမျိုးစုံပါ right ဒါပေမဲ့ကျွန်တော်ဒီ daily ကြည့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ cross သွားပြီဆိုရင်တော့ cross သွားပြီကျွန်တော် like daily ကျွန်တော် experience မှာ daily ပုံ daily candle တွေက my fake group ပြောနေမှာ fake တယ် ခဲအဲ့လိုမျိုးဒီ average တိုင်းလုံးဝ fake ခံရတဲ့ average လည်းအများကြီးပဲကြုံမှုတယ်ဒါပေမဲ့ဒီ time frame အောက်ကိုနည်းလေလေ noise ပတ်ပို့ပို့ပြီးများလာလေလေပဲ right again ဒါကျွန်တော်ကျွန်တော် experience ရတယ်ဒါပေမဲ့ဒီ yearly average ကိုအဲ့လိုမျိုး fake ထားရပါတယ်အဲ့ဒါအရန်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 ဘလို့ကောင်းလားကျွန်တော်တိတ်မကြုံဘူးပြမရှိကျွန်တော်မကြုံဘူးလို့မရှိတာလို့ပြောနေမှာဟုတ်ဒါပေမဲ့ it doesn't mean မရှိတာမဟုတ်အဲ့လိုမျိုး yearly average လို့မဟုတ်ဖိတ်သွားတယ်အဲ့လိုမျိုးပြရမလားအကြောမလို့လည်းမကြော်ပါဘူးအဲ့လိုအဲ့လိုပုံစံမျိုးအဲ့လိုဒါပေမဲ့ time frame မြင်လာလေးလေးသူ့ရဲ့ priority ကျွန်တော်ဒီ priority ပို့ပို့မြင်များထားတယ်ဘာလို့လဲဆိုတော့အဲ့ဒါတွေကအာဒီတနေ့ရဲ့ trade volume ကို manipulate လုပ်တာထက်တဝတ်တမိနစ်က trade volume ကို manipulate လုပ်တာတမိနစ်က trade volume ကို manipulate လုပ်တာပို့ပြီး is easier လीရိုက်အဲ့ဒါပြောချင်တာအဲ့ဒါပါပဲအ okay so yeah so mm အရင်နှစ်တနည်းတော့ trade ခဲ့တဲ့ level Binance မှာ988ဒသမ2အဲ့ level ကျွန်တော် trust sound နေပါတယ်50 day average က2618ဒသမ8နေ့ရ day average က629ဒီနေ့လာဇန်ကနေစထရိတ်ခဲ့တဲ့လဘော692မှာခွန်တသမ ချက်လောက်သေးသေးချာချာလေးကြည့်နေပါရဲ့ Binance ဆိုအာ BNB ပေါ့နော်ကျွန်တော် trade မလားဆိုတော့ကျွန်တော် LG Binance Binance ကိုကျွန်တော်ဒီ BNB ကိုကျွန်တော်ဘယ်တော့မှမ trade ဖြစ်ဘူး trade ခဲ့ဘူးဒါပေမဲ့အခုခင်ဗျားတို့ crypto ဆိုကျွန်တော် crypto လိုက်ကြည့်နေဆိုတော့မစိုးဘူးရာ crypto market လေးရ especially like um မစိုး right မစိုးဒါပေမဲ့ကျွန်တော်တော်များများတော့ကျွန်တော်ဒီ crypto market တွေအဲ့လိုမျိုးကျွန်တော် သေချာမ trade ဖြစ်ဘူးမ trade ဘူးလို့ပြောနေမှာကျွန်တော်နည်း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 ရှားတယ်ဗျနည်း volatile ဖြစ်လို့အားကြောင့်မို့ right but trade ပါတယ်အကုန်လုံး trade ပါတယ် move တဲ့ဟာမှန်သမျှ trade ပါတယ် okay ဆိုတော့ဒီနေ့ video လေးတခုရအောင်လို့ယုံကြည်ပါတယ်ဒီ level တွေ again ကျွန်တော်ပြောရဲ့ level တွေက level တွေပါပဲ level တွေကို level လို့ပဲမှတ်ပါအောက်မှာ question တွေပါရှိပြီဆိုအောက်မှာကျွန်တော်မေးကြည့်ပါကျွန်တော်တက်နိုင်ဆုံးရှင်းပြပေးမယ်သိလောက်ပါ right okay trade safe right အခုချိန်နည်းနည်း volatile ဖြစ်နေရဆိုတော့အကုန်လုံး trade trade လုပ်တဲ့လူအကုန်လုံးတည်တည်ချာချာလေး trade ကြပါတည်တည်ချာချာ core system နဲ့ကိုကိုတည်တည်ချာချာ trade ကြပါအဲ့အဲ့လေးပြောရရင်ကျွန်တော်ညီကုန်းကြော်ပါတယ် right တေးစုများတက်ပါတယ်တခုရမယ်လို့ယုံကြည်ပါတယ် okay peace bye